လက်ကွေးလက်ဆန့်ခြေကွေးခြေဆန့်လှုပ်တဲ့အခါမှာလည်းပဲတတိနဲ့ကွေးတတိနဲ့ဆန့်လှုပ်ရမယ်ဒီလိုဆိုနောက်တစ်ခါအဝတ်အစားပြင်ဆင်ဝတ်တဲ့အခါပကံခွက်ရောက်ကင်တဲ့အခါမှာလည်းပဲတတိနဲ့ကင်တတိနဲ့လှုပ်ရနောက်တစ်ခါစားတဲ့တောက်တဲ့အခါမှာလည်းပဲတတိနဲ့စားတတိနဲ့တောက်ဒါတွေကသမားအပြင်တော့လူတွေကတို့မှဒါတွေအကုန်တတိရှိနေတာပဲလို့အောင်းမိတယ်မဟုတ်ဘူးနော် သေးသေးချာချာကိုယ့်အကိုလှုပ်ကြည့်လက်ကျင့်ကြည့်ကိုယ်ကတတိရှိနေတယ်လူကတော့ထမင်းစားနာဒါပေမဲ့တွေးကြံတွေးနော်လူကထိုင်နေတာစိတ်ကတွေးကြံတွေးလူကအိတ်နေတယ်စိတ်ကတွေးကြံတွေးစိတ်နဲ့လူနဲ့ကပ်နေတာတိတ်မရှိဘူးဒါမှမဟုတ်ကိုယ်ထိုင်နေတာကိုထိုင်နေပါလားလို့သိတဲ့လူဘယ်နှယောက်ရှိကိုယ်နှကောင်းကထွက်လေဝင်လေတွေထွက်နေတာ24နာရီလုံးကိုသိရလားငါနှကောင်းကလူထွက်နေပါလားတတိမထားမိတာတွေအများကြီးပဲနော် အဲ့တော့ဒီဟာတွေကိုတတိထားထက်လာအောင်မြတ်စွာဘုရားလေ့ကျင့်ခိုင်းတာနောက်ဆုံးမှာစားတောက်ပြီးလို့တွိုင်းလက်ထဲဝင်တဲ့အခါမှာလည်းပဲတတိထားတယ်စကားပြောပြီးတိတ်တိတ်နေပြီဆိုတဲ့အခါမှာလည်းတတိနဲ့ထားဆိုလိုတဲ့တတိတန်စင်ညာဟောဒီခொဏဌာနမှာလေ့လာခိုင်းအဲ့တော့လေးလာခိုင်းတဲ့အခါကျတော့ဘာဖြစ်လာတော့ဆိုဘဝနဲ့ပတ်သက်လာပြီးတော့အဖြေထုတ်နိုင်လာရဘယ်လိုအဖြေထုတ်ရ ဘဝနဲ့ပတ်သက်လာတဲ့အခါစဉ်းစားကြည့်ဘဝဆိုတာအကောင်းမရှိဘူးလားအဆိုးကြည့်ပဲလားဒီဘဝကလွတ်မြောက်တဲ့လမ်းရောရှိရလားဆိုတာကိုဘုန်းကြီးတို့တွေစဉ်းစားဖို့မြတ်စွာဘုရားဟောထားတယ်။ဘာနဲ့စဉ်းစားတာလဲဆိုအတ္တဓာ enjoyment ကျင့်တ်เสียကောင်းလားအာဒီနဝ အပြစ်အနာစာမကျေနပ်เสียနော် unsatisfactoryness or danger အဲ့ဒီရနောက်တစ်ခုကပါလဲလို့ဆိုရင်နေတရဏအိတ်စ်ထပ်ပဘယ်ကိစ္စပဲရှိရှိဒီ၃ခုနဲ့ဆင်ញံသုံးသပ်ကြည့်ရမယ်ကဲဘုန်းကြီးတို့တွေဘဝရထားကိုယ့်ဘဝလေးပဲကိုယ်ဆင်ញံတုံတရားလေးနဲ့သုံးသပ်ကြည့်လိုက်တို့ရထားတဲ့ဘဝဟာ จินัสเสียยอရှိလားဆိုတဲ့အခါကျတော့ဘဝမှာจินัสเสียမရှိဘူးမဟုတ်ရှိရှိလို့လူတွေကဘဝမှာ ပြောနေကြတာလေဒါပြင်ဘဝနဲ့ပတ်သက်လို့จินัสเสียလေးကဘာတော့ဆိုရင်ဘဝမှာဘဝကိုအကြောင်းပြုပြီးတော့ဝမ်းသာရတယ်ချမ်းသာရဒုက္ခတော့မလားဒါဘဝကိုအမိပြုပြီးတော့ချမ်းသာမှုတွေရတယ်ဝမ်းသာမှုတွေရတယ်ဒါကจินัสเสียအချက်ဒါပြင်ဘဝမှာမจินัสเสียရတဲ့ အပြည့်နာစာရောမရှိဘူးလားလို့ဆိုရှိတယ်။အဲ့ဒီမကျေနပ်စရာ အပြည့်နာစာကဘာလဲလို့ဆိုတဲ့အခါမှာဒီဘဝကြီးကတည်မြဲနေတာဟုတ်ကဲ့လား။ကိုဖြစ်ချင်တဲ့အတိုင်းဖြစ်နေတာရောဟုတ်ကဲ့လား။မဟုတ်ဘူးတော့ဒီဘဝကြီးကအနိစ္စဖြစ်ပြီးတော့ပြည့်နေ